မင်္ဂလာပါရှင် ကျွန်တော်ကဒီဗီဒီယိုလေးထဲမှာပေါ့နော် age look cat နဲ့ defining ကိုအသုံးပြုပြီးတော့မှာအဲဟိုပါပေါ့နော် item တွေရဲ့ store တွေရဲ့ identification cat လေးကိုလုပ်ကြည့်မှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်က store ရဲ့နာမည်လေးရိုက်ထည့်လိုက် store ရဲ့ code တို့မဟုတ်နာမည်ရိုက်ထည့်လိုက်တာနဲ့သူနဲ့ sign နဲ့ store နဲ့ sign နဲ့အဲဒီ brand တွေ model တွေ price တွေပြီးတော့ပေါ့နော်ဒီလက်တွေ့လုပ်ငန်းကမှာဆိုရင်ဒီဒီဒီပစ္စည်းကဘယ်နေရာမှာရှိတာတွေအဲဘယ်နှခုနှစ်ကရောက်ထားတာဘယ်ဘယ်ရဲ့ဘယ်ရဲ့ ဘေးရမှာဝင်ထားတာတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုအဲဒီမှာကြာလာစီခြင်းနဲ့ပြီးတော့ဓာတ်ပုံလေးပါကြာစီခြင်းနဲ့ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့က ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီမှာစီရင်လေးတစ်ခုရှိတယ်ဒါ store တရဲ့စီရင်လေးပေါ့နော်ဒီဘက်မှာဆိုရင် store တရဲ့ photo လေးရှိတယ်ဒီမှာကုတ်လေးတွေကအတူတူပဲဒီကုတ်လေးနဲ့ပေါ့နော်ဒီဘက်မှာလေးတွေလည်းရှိတယ်ဒီနေရာမှာဓာတ်ပုံကိုဒီဘက်မှာလာထည့်လဲရပါတယ်တခါရဲထည့်လဲရကျွန်တော်တော့တက်တက်စီထားထားတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့လက်တွေ့လုပ်ငန်းခွင်မှာတော့တခါရဲပေါင်းထည့်ထားရင်လည်းရပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာဆိုဘယ်လို video cut နဲ့ h လို့ cut နဲ့ချိန်မှာပေါ့နော်ဒီနေရာမှာ video cut နဲ့ index mark ကိုလည်းသုံးလို့ရပါတယ်အဲ့ဆိုတော့ကျွန်တော်ကဒီနေရာလေးမှာတော့ကျွန်တော်က ော့ down လေးလေးနဲ့ဒီ item ကုတ်တင်နေပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ stock တော့ stock ကို icon code တွေကိုဒီမှာလာပြီးတော့ drop down လေးလေးထည့်ခြင်းတယ် drop down လေးထည့်မယ်ဆိုတော့ data validation လေးကိုသွားမယ်လာပြီးတော့ data တွေကိုဝင်မယ် list ကိုရွေးမယ်အဲ source အနေနဲ့ကတော့ကျွန်တော်တို့ကဒီ item code ကိုယူလိုက်မယ်ပေါ့နော်အဲဆိုရင် okay လို့ပေးလိုက်မယ်ဒီမှာဆိုတော့ item code ကလေးတွေ drop down နဲ့ကြာလာပါပြီအဲဆိုကျွန်တော်က8 lookup နဲ့ချိန်မယ်ဒီမှာတခုရွေးခဲ့လိုက်မယ်ပေါ့နော်ပြီးရင်8 lookup နဲ့ချိန်မယ် equal 8 lookup 8 lookup ဒီ lookup value lookup value ကဒီကောင်မှာအဲကျွန်တော်ကိန်းတည်ခတ်လိုက်ပါမယ် comma lookup away look ကတ်အဝေးကတော့ကျွန်တော်တို့ဒီ list တွေထဲက item code ကိုတော့ကြည့်ရမှာပေါ့နော်။ return အဝေးကတော့ကျွန်တော်ကဒီ column ကြီးတစ်ခုလုံးကို return ပြန်စီခြင်းပါတယ်။ဒီ column ကြီးတစ်ခုလုံးကို return ပြန်စီခြင်း ਨੇ ဒီနေရာမှာတစ်ချက်ကြည့်မယ်ကျွန်တော်တို့ရဒီမှာလုတ်ထားတဲ့ပုံစံကဒီမှာဆိုရင်ဒီလိုလုတ်လိုက် ဟင်အလဲရလိုက်ကြီးကြလာတယ်ကျွန်တော်ကဒေါင်းလိုက်ကြကျင်တာပါအဲ့ဒါဆိုတော့အလဲရလိုက်ကိုဒေါင်းလိုက်ပြောင်းပေးနိုင်တဲ့ function ကတော့ transport ဆိုတဲ့ function ဖြစ်ပါတယ် transport မှာဒီမှာ away ဆိုပြီး function တစ်ခုပဲရှိပါ function argument တစ်ခုပဲရှိပါတယ် away ကိုကျွန်တော်ကအဲ့ဒီ lookup ကို array အနေနဲ့ထားလိုက်မယ်ဆိုတော့ကျွန်တော် green လေးပေးလိုက်ပါမယ်ဒါဆိုရင်ဒီလိုလေးပြောင်းသွားပါပြီ ်နော်ဒါလေးကဒီမှာကြာလာပြီအဲ့မှာဒါဒီမှာဆိုရင်ကျွန်တော်ကဒါကိုဖြတ်လိုက်မယ်ဆို NA ပေါ်တယ်အဲ့တော့ NA မပေါ်ခြင်းဘူးဆိုရင်တော့ကျွန်တော်တို့ကအဲ့ဒါဆိုရင်တော့ if error ကိုသုံးရပါမယ် if error မှာတော့ argument နှစ်ခုရှိတယ်နော် value ရဲ့ value error ရဲ့ transport ကိုဒီ transport နဲ့ value အဲ့ဒီကနေရေးထားတဲ့ function ကြီးတစ်ခုလုံးကို value အနေနဲ့ထားလိုက်မယ် value is for ကတော့ကျွန်တော်က blank လို့ပဲထားလိုက်မယ်ဘာမှမရှိရင် blank လို့ထားပါလို့ပြောလိုက်မယ်โอเคအဲ့ဒါဒီမှာရပါပြီဒီမှာဆိုပြက်လိုက်ရင်ဒီမှာပြတ်သွားပါပြီ နော်ဒီနေရာမှာ VLOOKUP ကိုသုံးလို့လည်းရပါတယ်เนาะအဲ့ဆိုတော့ဒီကောင်လေးကိုလည်းပေးပြီးပြီဆိုရင်ကျွန်တော်တို့ကဒီနေရာလေးမှာလည်းကျွန်တော်တို့ဓာတ်ပုံလေးကို ASLOOKUP နဲ့လာထည့်မှာကျွန်တော်ကအဲ့နေရာမှာဒီနေရာမှာဓာတ်ပုံလေးတွေကိုလည်းလာထည့်မယ်အဲ့ဓာတ်ပုံလေးကိုလည်းကျွန်တော်အဲ့လိုပဲ ASLOOKUP နဲ့ချိန်ပြီးထည့်မယ် ASLOOKUP lookup value at king king တိခတ်မယ် comma lookup array ကဒီကောင်ပေါ့เนาะ ဒီကုတ်သေးပါ B2 ကနေ V7 အဲဆိုတော့ကျွန်တော် return ပြန်စီခြင်းကပုံကြီး C2 ကနေ C7 မှာရှိပါတယ်အဲဆို C2 ကနေ C7 မှာရှိတယ်ဒါလေးကိုလည်းလုံလိုက်မယ်ဒါလေးကိုလည်းကိန်းတိခတ်လိုက်မယ် and ဝင်ပေးလိုက်မယ်အာဒီမှာမားနေရနော်ဖိုတိုရဲ့နောက်မှာဆိုရင်ကျွန်တော်တို့ကအဲဒီမှာ look up away ကိုကျွန်တော်ယူခဲ့မိဘူးပေါ့နော် look up away ကပြုတ်သွားတယ်အဲဆို look up away ပြန်ယူမယ် C2 က B2 ကနေ V7 ကိန်းတိခတ်မယ် comma return array sorry return away ကတော့ဒီကောင်ပေါ့နော်ဒီတပ်ပုံကြီးဖြစ်ပါမယ် C2 ကနေ C7 ကိန်းတိခတ်လိုက်မယ်နော်တွင်းနေပြလိမ့်မယ်ဒီမှာဆိုရင်0လို့ပဲလာပေါ်နေတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကဒီကောင်လေးကို control C နဲ့ copy ကူးလိုက်မယ်ဒီ page မှာလာချထားမယ်အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်ကဒီကောင်လေးကို define name ပေးမှာပါ ဒီဒီ formula လေးကို defining သွားပေးမယ်ဒီ photo တွေနဲ့ချိန်ပြီးတော့ defining ပေးမှာပေါ့နော်အဲဆိုတဲ့အခါကျတော့ကျွန်တော်ကဒီကောင်လေးကိုအဲဒီမှာ defining ပေးမယ်ဒီမှာဆိုရင်ပုံလေးကလာမပေါ်သေးဘူး photo နဲ့တော့ချိန်ပြီးသွားရင်မပေါ်သေးဘူးဓာတ်ရိုက်မပေါ်နိုင်ဘူးအဲ့တည်းကျွန်တော်တို့ကသူ့ကို defining ပေးပြီးမှသုံးပါလားအဲ့တော့ကျွန်တော်ဒါလေးကို copy control c နဲ့ copy ပြလိုက်မယ် sk လေးနှိပ်မယ်အဲ့ပြီးတော့ formula နာမည်ပေးဖို့အတွက် name နဲ့နေကြတဲ့ကိုသွားမယ်ဒီမှာ define name ကနေလေးပေးလို့ရတယ်နော် as a define name ကနေပေးလိုက်မယ်ဆိုတော့ကျွန်တော်ကဒီမှာလေးတစ်ခုပေးလိုက်မယ် item photo လို့ပေးလိုက်မယ်ပေါ့နော်ကြိုက်တယ်လို့ပေးပါကိုကြိုက်တဲ့နာမည်လေးတစ်ခုပေးပါအဲ့ဒါပြင်တော့ဒီနေရာမှာခဏနေရ formula လေး refer to မှာခဏနေရ formula လေးပေးလိုက်ပါဦးအော်ဒီမှာကြီး plus ဖြစ်နေတာပါကျွန်တော်က manual channel ထည့်လိုက်တယ်။ iPhone လေးခံရအောင် အနာစကူလေးခံလိုက်မယ်ပေါ့နော်သူကဒီလိုနှိမ့်နေပေးတဲ့ချိန်မှာကော်မာတို့စပေတို့မရဘူးနော်အဲဆိုတော့ဒီမှာအနာစကူတော့ရတယ်အနာစကူပေးလိုက်မယ်โอเคဒါဆိုရင်နော်သူကဒီမှာဖော်မြူလာထဲမှာတွက်ကြည့်လိုက်မယ်နှိမ့်မန်နေကြတဲ့ကိုဝင်ကြည့်လိုက်မယ်ဆိုရင် item photo ဆိုပြီးရှိပါပြီအဲ့ဒီအဲ့ဒါဆိုတဲ့အခါကျတော့မှကျွန်တော်တို့ကဒီကနေပုံလေးကိုတွက်ပြီးတော့ copy ကူးထည့်မယ်ပုံငယ်ပုံရှိတဲ့ဆွဲကွက်လေးကို copy တွက်ကူးမယ်ကျွန်တော်တို့ကပုံကိုကူးမှာမဟုတ်ဘူးပုံရှိတဲ့ဆွဲကွက်ကို copy ကူးမှာကျွန်တော်ဒီလိုမှတ်လိုက်မယ်ဆိုပုံကို copy ကူးသွားမှာအဲ့ဆိုပုံရှိတဲ့ဆွဲကွက်ကို ို copy ကူးဖို့ဆိုဒီနောက်ကဆဲဘက်ကိုကူးဖို့နည်းနည်းခက်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့ကအဲ့ဒီတိုက်ရိုက်မကူးဘဲနဲ့ဒီဘေးနားလေးရတစ်ခုကိုကာဆာအတူပေါ့နော်ကာဆာလေးထားလိုက်ပါရှေ့ပဲရှိဖြစ်ဘေးပဲဖြစ်ဖြစ်ပေါ့နော်ထားထားပြီးပြီဆိုမှကျွန်တော်တို့ကဒီ arrow လေးနဲ့ပေါ့နော် left arrow right arrow လေးနဲ့ချိန်လိုက်မယ်ကျွန်တော်ဒီမှာ right arrow လေးနဲ့ဆွဲလိုက်မယ်အဲ့ဆို copy ကူးပြီးတိုက်ဆိုမှ control c အပြင်တော့ကျွန်တော်ထားမယ့်နေရာကိုလာမယ်ဒီနေရာမှာထားမှာဆိုဒီနေရာရောက်ပြီဆိုရင် paste ပဲရှယ်တယ်ကိုတွားမယ်အဲ့ဒါပြီးလို့ရှင်တော့ paste link လေးကိုချလိုက်မယ် အဲ့ဒါဆိုရင်ဒီမှာလေးဒီပုံစံလေးရောက်လာပြီပေါ့နော်။ဒီမှာလေးပုံရောက်လာပြီဆိုတော့မှကျွန်တော်ကဒီနေရာမှာဒီမှာဆိုရင် okay ပုံလေးတော့ရောက်သွားပြီကျွန်တော်ဒီမှာပြောင်းကြည့်မယ်။ဒီမှာပုံကလိုက်မပြောင်းပါဘူး။နောက်တစ်ခုပြောင်းကြည့်မယ်။ပုံကလိုက်မပြောင်းပုံပြောင်းအောင်လုပ်ဖို့အတွက်ကျွန်တော်တို့ကဒီနေရာလေးမှာခဏနေကကျွန်တော်တို့နာမည်ပေးခဲ့တဲ့ကောင်းလေးလာချိန်လိုက်ပါမယ်။ဒီဒီမှာဆိုဒီမှာဒီနေရာလေးကိုကျွန်တော်ပြန်ပြပေးမယ်နော်။ ဒီနေရာလေးကိုပြန်လိုက်ရင် photo c photo c2 ဆိုပြီးပေါ်နေတယ်เนาะအဲ့နေရာလေးကိုကျွန်တော်ကဒီနေရာလေးမှာဒီကောင်လေးကိုဓာတ်ပုံလေးမှာဒါလေးထားမြဲဆိုရင် photo c2 ဆိုပြီးတော့နေတယ်အဲ့ဒါလေးကိုကျွန်တော်က i d e n item photo ဆိုရဲခဏနေရာညံမြဲပေးထားတဲ့ကောင်လေးယူလိုက်မယ် okay လို့ပေးလိုက်မယ်အဲ့ဆိုဒီမှာပြောင်းသွားပြီနောက်ထပ်တစ်ခုပြောင်းကြည့်မယ်2ဒါဆိုလည်းဓာတ်ပုံလေးတွေပါလိုက်ပြောင်းသွားပြီဖြစ်ပါတယ် အဲဆိုတော့ကျွန်တော်တို့ကဒီလိုလေးတွေပေါ့နော်ဒါလေးဆိုပေါ်လာပါပြီအဲ့တော့ကျွန်တော်တို့ကဒီလိုပုံလေးတွေနဲ့ပေါ့နော် item ရဲ့ cut item identification card လေးတွေလုပ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်